ငချင်းခွင့်ရဲ့အသင်းတော်တနစ်တာသမာကျန်းစာဖတ်ရှုခြင်းအစီအစဉ်မှာကြိုဆိုပါရစေ။ဟေရှာယအနာဂတိကျမ်းခန်းချီ29အငယ်7မှ24အရီလာမျိုးဒါဝိမင်းနေသော အရီလာမျိုးသည် အမင်္ဂလာရှိ၏။တနစ်ပေါ်မှာတနစ်ထက်ချလော့ပွဲတို့ကိုအလှဲ့လှဲ့ခံကြလော့ သူရတွင်အရီလာမြို့ကငါဆင်းရဲစီ၍သူမြို့သည် ဝန်းနေခြင်းနှင့်ညှိတွားခြင်းရှိတော်လဲအရီလာမြို့ကဲ့သို့ငါရှိမှဖြစ်ရလိမ့်မည်ငါသည်သင်ပဝန်းခြင်း၌တက်ချမည်မြေယိုးနှင့်ဝိုင်းထား၍မြေကတုတ်များကိုလည်းကျူးလုံမည်သင်သည်နှိတ်ချခြင်းကိုခံ၍မြေထဲကပြောရလိမ့်မည်မြေမှုန်ထဲကငယ်သောအတန်နှင့်မွဲ့ရလိမ့်မည်သင်ပြောသောအတန်သည် နဝင်သူပြောတံကဲ့သို့မြေထဲကထွက်၍တင်သည် မြေမှုန်ထဲကအတန်သေးနှင့်တူးတူးမွတ်ဆိုရလိမ့်မည်။သူရတွင်တင်ဤရန်သူ အလုံးအရင်သည်အနုမြုကဲ့သို့၎င်းကြောက်မတ်ဖွဲ့သောသူ အလုံးအရင်သည်လွင့်သွားသောဖွဲ့ကဲ့သို့၎င်းဖြစ်၍အလင်းတဆောချက်ချင်းအမှုရောက်လိမ့်မည်။ကောင်းကင်ဘူချီအရှင်သာရဖျားသည်မိုးချုံခြင်းမြေလှုပ်ခြင်းအတံပလံမြေခြင်းနှင့်တကွာ မိုးတက်မုန်တိုင်းလောင်တက်သောမီးလျံအဖြစ်အပြစ်ပေးတော်မူမည်အပြည်ပြည်ကလာ၍အရေလာမြို့ကိုစစ်တိုက်သောအလုံးအရင်အရေလာမြို့နှင့်ရဲတိုက်ကိုတိုက်၍နှင်းဆဲသောသူအပေါင်းတို့သည်အိမ်မတိဟုသောညယူပါယုံကဲ့သို့ ဖြစ်ရကြလိမ့်မည်မုတ်တိတ်သောသူသည်အိမ်မတွင်စားရသည်ဟုထင်တော်လဲနူးသောအခါအမုတ်အသိမပြေတဲ့ကဲ့သို့၎င်းရေငက်သောသူသည် အိမ်မက်တွင်တောက်ရသည်ဟုထင်တော်လဲနူးသောအခါနွမ်းနေလျက်တောင်းတလျက်ရှိတကယ်သို့၎င်းအပြည်ပြည်ကလာ၍စီအုံတောင်ကိုစစ်တိုက်သောအလုံးအရင်သည် ဖြစ်ရလိမ့်မည် ဖိနှွေ၍မှန်တွေ့ကြလော့ကာမဂုဏ်၌ပြုံမွေ၍မှုန်လျက်နေကြလော့စပြည့်ကိုမတောက်ပဲရင်မှုလျက်တေရီတေရက်ကိုမတောက်ပဲတင်းရင်းလျက်ရှိကြ၏အချောင်းမူကသာရဖျားသည် အချိန်တော်သဘောကိုတင်တို့၌သွင်းသဖြင့်တင်တို့မျက်စိကိုပိတ်၍တင်တို့ဤပရဖက်များမင်းများပြာဒိတ်ခံသူများတို့ကိုဖုံးလွှမ်းတော်မူပြီးပြာဒိတ်တော်ရှိသည်များသည်တစ္ဆိတ်ခတ်သောစာကဲ့သို့တင်တို့၌ဖြစ်၏ထူစာသည်စာတက်သောသူအားပြီး၍ဤစာကိုဖတ်ပါလို့ဟုဆိုလင်ထိုသူကဤစာကိုငါမဖတ်နိုင်တစ္ဆိတ်ခတ်လျက်ရှိ၏ဟုပြန်ပြောတတ်၏ထူစာကိုစာမတက်သောသူအားပြီး၍ ဤစာကိုဖတ်ပါလို့ဟုဆိုလင်သူသူကငါသည်စာမဖတ်တတ်ဟုပြန်ပြောတတ်၏သာရဖျားကလည်းဤလူမျိုးသည်နှုတ်နှင့်ငါထံသို့ချင်ကဲ့၍နှခမ်းနှင့်ငါကိုယူတည်ကြ၏စိတ်နှလုံးမူကငါနှင့်ဝေးလာ၏လူတို့စီရင်သောပြညတ်တို့ကို အမိပြု၍ငါကိုကြောက်ရွံ့ကြ၏ထို့ကြောင့်အံ့ဩကြောက်မဖွယ်သောအမှုကိုဤလူမျိုးတွင်တဖန်ငါပြုဦးမည်သူတို့တွင်ပညာရှိ ဤပညာသည်ပျက်စီးလိမ့်မည်။ဉာဏ်ကောင်းသောသူတို့ဤဉာဏ်လည်းကွေပြောင်းလိမ့်မည်ဟုမိန့်တော်မူ၏။သာရဖျားမသိစေခြင်းကနှစ်နည်းသောအကြံကိုကြံ၍မောင်မိတ်ထဲမှအမှုကိုပြုလျက်ငါတို့ကိုအပေသူမြင်သည်နည်းငါတို့ကိုအပေသူသိသည်နည်းဟုပြောဆိုတတ်သောသူတို့သည်အမင်္ဂလာရှိကြ၏။သင်တို့သည် ဖောက်ပြန်ကြသည်တကားဥထင်းသမားကိုဥမြေကဲ့သို့မှတ်ရမည်လော။လောက်အပ်သောအရာသည်လောက်တတ်သောသူကိုရိမှတ်၍ ဤသူသည်ငါ့ကိုမလုပ်ဟုဆိုရမည်လောဖန်ဆင်းအပ်သောအရာသည်ဖန်ဆင်းတတ်သောသူကိုရိမှတ်၍ဤသူ၌ပညာအတတ်မရှိဟုဆိုရမည်လောလေပနုံတောင်သည်ဝါပြောသောလေပြင်ကဲ့သို့၎င်းဝါပြောသောလေပြင်သည်တောကဲ့သို့၎င်းဖြစ်ရသောအချိန်နည်းပြီမဟုတ်လောထိုကာလ၌နာပင်သောသူတို့သည်ကျန်းစကားကိုကြားကြလိမ့်မည်မျက်စိကန်းသောသူတို့သည်မြည်ရှက်ခြင်း မောင်မိုက်ခြင်းနဲ့ကင်းလွတ်၍မြင်ကြလိမ့်မည်။စိတ်နှိမ့်ချသောသူတို့သည်ထာဝရဘုရားကိုအမိပြု၍ဝမ်းမြောက်ခြင်းတိုးပွားကြလိမ့်မည်။လူတို့တွင်ဆင်းရဲသောသူတို့သည်ဣတရေလအမျိုး၏တန်ရှင်သောဘုရားကိုအမိပြု၍ရှင်လန်းကြလိမ့်မည်။အကြောင်းမူကားကြောက်မဖွယ်သောသူသည်ဆော်ရှုံရ၏။ဆဲရီသောသူသည်ပြောက်ကုန်ရ၏။သူအဖြစ်ကိုချောင်းမြောင်းသောသူတရားကြွ၍ဆင်းရဲသားကိုအပြစ်ရောက်စေသောသူ မြို့တကားဝမှာအမှုတွေကိုကြုံမိစေခြင်းကပြုတော်သူအပြစ်မရှိသောသူကိုမတရားသဖြင့်ရှုံးစေသောသူအပေါင်းတို့ကိုတုတ်တင်ပယ်ရှင်းကြ၏သူဖြစ်၍အာဗြဟံအမျိုးကိုရွေးနုတော်မူသောသာရဖျားသည်ယာကုပ်အမျိုးကိုရီမတ်၍မိန့်တော်မူသည်ကယာကုပ်အမျိုးသည် နောက်တဖန်ရှက်ကြောက်ခြင်းမျက်နာပြက်ခြင်းမရှိရထိုအမျိုးသားတို့သည်ငါစီရင်သောအမှုကိုမြင်လျှင် ငါနာမကိုမိမိတို့တွင်ယူသိကြလိမ့်မည်။ယာကုအမျိုးဤတန်ရှင်သောဖခင်ကိုယူသိ၍ဣဒရီလအမျိုးဤဖခင်သခင်ကို ကြောက်ရွံ့ကြလိမ့်မည်။စိတ်တော်ဖောက်ပြန်သောသူတို့သည်ပညာတတိကိုရကြ၍ဆန့်ကျင်ဘက်ပြုသောသူတို့သည်လည်းဆုံးမဩဝါဒစကားကိုနာယူကြလိမ့်မည်။ဈာနာရသူတိုင်းအဖို့ဖခင်သခင်ကောင်းချီးပေးပါစေ။ ရက်ခင်အင်းနေနေချမ်းသာရတော့နှုတ်ကပတ်တမချမ်းသာအတွက်ဘုရားသခင်ကြည်လူတင်ပါလေ။ဒီဒါဝိမင်းနေတဲ့နေ့မြို့တော်ဖြစ်တယ်။အာယီလအာယီလမြို့တည်ဟူသောချင်းတိခဲ့သူမြို့ဒီလေဒီနေ့တရားစီခင်ခင်ရမယ်။ဘုရားသခင်ရဲ့လူတွေဘုရားသခင်ပေါ်မှာသစ္စာမရှိတဲ့အခါမှာဘုရားသခင်ရဲ့နေချခြင်းကိုခင်ရမယ်ဆိုပြီးတော့ဒီနေ့တတိပေးခဲ့သူ ဒီနေ့တော့ခါမှာဖျားသခင်လူတွေကိုဝိုင်းရံထားတဲ့ရန်သူတွေကိုလည်းဖျားသခင်အပြည့်နဲ့ဖြည့်စီမယ်ဆိုတဲ့မိလူမျိုးများကိုပြန်လဲပြီးတော့မြင့်တာထားတဲ့အရာကိုပြန်လဲပြီးတော့အတ္တတမှာစင်ချင်းကိုပြည့်တော့ချီးမွမ်းပါလေသူမလဲဖျားသခင်လူမျိုးတွေကနှုတ်ဖြစ်တာဖျားကိုချီးကပ်ပါလေစိတ်နှလုံးမူကဖျားနဲ့ဝေးတဲ့အတွက်ကြောင့်အပြင်ပန်းတံကူးကွချင်းကိုမနစ်တဲ့ပဲနှလုံးသားထဲကကိုယ်ွယ်ကိုချင်းကိုနစ်တဲ့တော့ဖျားသခင်ရဲ့ ပြန်လဲပြီးတော့နည်းနည်းသောမေတ္တာခံစားဖို့ရတဲ့အတွက်ဘုရားသခင်ရဲ့လူမျိုးတွေဒီနေ့တော့ခါမှာပြန်လဲပြီးတော့ရွေးနေခြင်းခရရမယ်။နောင်တနဲ့ပြန်လာတဲ့သူတွေရဲ့အတ္တကိုဘုရားသခင်သည်အမြဲတည်းပဲနိလန်းပြလက်ကျူစလက်ရှိသောကြောင့်ဤနကပတ်တို့အဖြစ်သူတို့အတ္တသည်ဒီလုံသားကိုနှစ်သက်သောဘုရားသခင်ကိုအကျွင်းမဲ့ယုံကြည်ကိုးစားပြီးတော့ဘုရားကိုအာကုတ်သောအတ္တဖြစ်စေဖို့မာဇာနဲ့ကောင်းချီးပေးပါ။ ်လင်းတော်မှာရှိတယ်။ဘုရားမြတ်အားလုံးကောင်းချီးပေးပါမိသားစုများအတ္တတူပါရှိကောင်းချီးပေးလို့တကြည်သူများကျမ်းမာခြင်းအားနဲ့ရှိတဲ့သူများဆေးရုံပေါ်တည်းတရားကုသမှုခံရရှိတဲ့သားသမီးတို့ကိုလည်းဘုရားသခင်သည်ပြည့်နေကျမ်းမာသောခွင့်ကိုပေးသနာရပါ။တလမြားညီလူငယ်များကလေးသူငယ်များအထိဘုရားသခင်သည်ကျေးဇူးတင်နေရပါလေကောင်းချီးပေးပါရဝိယနီပြည်တွင်ပြည်ပမှာရှိတဲ့ကိုရှင်သားသမီးရဲ့အတ္တတာလုပ်ငန်းဆောင်တော်ပုံမှာလည်းကောင်းချီးပေးသနာရမှာပါ နည်းနည်းချိန်မှနေ့လည်နေမှုရှိတဲ့အောင်ဘုရားသခင်ဒီအထူးပါရှိပါနေကြ။သခင်ယေရှုခရစ်တော်ဖျိုင်းနာမ၌ဆုတောင်းကြပါသည်ဖာဘုရားသခင်။အာမင်။တော်ရပြသည်တင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသော ထာဝရဘုရားသည်တင်း၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေစုပြုပါစေတော်ထာဝရဘုရားသည်တင်းကိုမျောကြည့်၍ချမ်းသာပြည့်တော်မူပါစေတော်သမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော် သုံးပါးစုဘုရားထံတော်မှအနတ္တမေတ္တာတော်မဟာဂယုဏကျေစုတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေစုသည်တင်တို့ပေါင်း၌ကာလအစဉ်တက်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်